အားလုံးပဲမင်္ဂလာပါ Wisdom of Child Story YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြပေးမယ့်ပုံမင်လေးကတော့အသက်ပြန်ဝင်လာတဲ့ကြာကြီးဆိုတဲ့ပုံမင်လေးပဲဖြစ်ပါတယ်ကြာတေကိုအသက်သွင်းလို့စင်းစင်းတရားဆိုတဲ့ဇကပုံနဲ့မြမဇကပုံအုပ်စုတွေမှာပါဝင်နေတဲ့ဇကပုံတစ်ခုပဲဖြစ်ပါတယ်လူတီများတဲ့ဇကပုံတစ်ခုလည်းဖြစ်နေပါတယ်နေ့စဉ်ပြောဆိုနေကြတဲ့ဇကလုံးတောင်းတုံးတွေထဲမှာ တိတိမိမိနဲ့ပုံခိုင်းပြောဆိုစရာဒဇုံတရားတိုက်ဆိုင်လာတဲ့အခါမှာကြားတီကိုတတ်သွင်းလို့စင်းစင်းတရားဆိုတဲ့ဇကပုံတစ်ခုကိုထဲ့တွင်းသုံးသုံးပြောဆိုလေးရှိကြပါတယ်။ဇကပုံရဲ့ဆိုလိုရင်းကတော့အင်အားချိနဲ့နေပြီးဆန်းဆောင်ရေရောပါကြဆိုင်နေတဲ့ရန်သူကိုတပံပြန်လဲဥမော့လာစေဖို့မိမိပမာလွဲမွားစွာကုညီပံပေးမှုပြုလိုက်တယ်ဆိုတာပဲဖြစ်ပါတယ်။အဲ့ဒီအခါရန်သူဟာပြန်လဲပြီး အင်းနဲ့အားနဲ့အချိန်နေထိတ်စည်းတောင်ပြန်လဲရံပြုတ်တက်ပါတယ်ဇကပုံရဲ့ဆိုလိုရင်းကတော့အင်းအားချင်းနဲ့နေပြီးတော့ဆွမ်းဆောင်ရဲ့ရောပါကြဆင်းနေတဲ့ရန်သူကိုတဖန်ပြန်လဲဥမော့လာစေဖို့မိမိဘက်မှ လွဲမားစွာ ကူညီမှုပေးလိုက်မိတာပဲဖြစ်ပါတယ်အဲ့ဒီအခါရန်သူဟာပြန်လဲပြီးအင်းအားကောင်းလာတဲ့အချိန်နေတကြောပြန်အောင်လာနိုင်ပြီးကူညီပံ့ပိုးပေးတဲ့လူကတော့ ပြန်လဲရံပြုတ်တက်ခတ်တတ်ပါတယ်တတိထားရပါမယ်ကြားတေကိုအသက်သွင်းလို့စင်းစင်းတရရဆိုတဲ့ဇကပုံကိုတုံတုံထားပါတယ်ဇကပုံဖြစ်ပေါ်လာပုံကဒီလိုပါတခါကဒီတာပါမောခကြီးတူရှိခဲ့ပါတယ်ပညာအရာမှာအရက်လေးမျက်နှာမှာထင်ရှားကြော်ကြတဲ့တက္ကသိုလ်ဆရာကြီးပဲဖြစ်ပါတယ်ပညာနဲ့သင်ကြားပို့ကြတဲ့အပိုင်းမှာထူးချွန်မှုရှိတဲ့အတွက်ဒီတာပါမောခကြီးမှာ တင်ကြားနေတဲ့တပည့်ပေါင်းကစုစုပေါင်း900တောင်ရှိနေပါတယ်။ဒီတာပါမခကြီးဟာတပည့်ပေါင်း900ကိုလက်ခံပညာတင်ကြားမိပေးနေရတယ်။တင်ပေးတဲ့တပ်ပညာမျိုးစားတွေကလည်းအမျိုးမျိုးအဖော်ပုံပါပဲ။အထက်စင်းကနေအောက်ခြေသိမ်းအထိပါပဲ။ဒီတာပါမခကြီးလက်ထက်တပည့်တွေကလည်းသူနီးသူဟန်နဲ့ထူးချွန်ကြတဲ့သူတွေကြီးပါပဲ။ဆိုပြီးတော့ဒီတာပါမခကြီးထံအနံ့ထားတဲ့တပည့်တွေရဲ့မိဘသားချင်းတွေအုတ်ထင်းသူတွေက စိတ်ချလက်ချချိနေပါတယ်တပည့်တယောက်အတက်ပညာတစ်ခုအတက်ပညာတစ်မျိုးနဲ့ချင်ရှားခဲ့ကြသူတွေကြီးပါပဲဒီတာဘမောကကြီးရဲ့တင်ကြားပို့ကြတဲ့စွမ်းရည်ဟာယနေ့ရဝေကိုကောင်းတင်းနေနဲ့ပြန့်နှံ့နေတာအမှန်ပါပဲသူ့ရဲ့တပည့်တွေကလည်းအဲ့ဒီနီလန်ကောင်းပါပဲအခိုင်အမာပြောရထိပါပဲဒီတာဘမောကကြီးရဲ့တပည့်900ထဲမှာတပည့်တအူးဖြစ်သူတင်စည်းဝဖြစ်ပါတယ်သူဟာပညာထိုးချွန်တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ် ်သူဟာတင်ဆောင်တဲ့နေသူကိုအသက်ပြင်ရှင်တော်အသက်ပြင်တဲ့သင်မင်းနိုင်တဲ့မန္တရားကိုတင်ယူတက်မြောက်တဲ့သူဖြစ်ပါတယ်တကယ်တကယ်မှာတော့တင်စည်းဝတက်မြောက်မှုဟာအင်မတန်အစင်မင်းနဲ့တက်မြောက်မှုအမျိုးအစားဖြစ်ပါတယ်တေသူသူရိယကိုအသက်ပြင်လဲရှင်တော်လုံးနိုင်တဲ့အစွမ်းအစအားတော်ရုံစွမ်းစားမဟုတ်ပါဘူးအည်ချင်းရဲ့လို့ပြောရရင်တော်ရုံတင်ရုံရည်ချင်းမဟုတ်ပြန်မိဘူးတေသူကိုပြန်လဲရှင်တော်လုံးပြနေသူဆိုတာ ထောက်ပေါ်လာဖို့ဆိုရင်လည်းအလွန်ရှရာပပပါပဲကြည်လေ အခုဒီတာပါဘောခကြီးထံမှာ ပြင်ကြတင်ကြနေတဲ့တပက်900ထဲမှာတော့မှတင်စည်းဝဆိုတဲ့တူတွေတော့တင်တူကိုအသက်သွင်းနိုင်တဲ့လူတင်တူကိုပြန်လဲရှင်းအောင်ဆွမ်းဆောင်တဲ့လူဆိုတာတယောက်တည်းပဲပေါ်ထွက်လာခဲ့သေးတာပဲအဲ့ဒီတော့ငါတယောက်တည်းတင်တူကိုပြန်လဲတက်သိမ့်နိုင်တာတင်စည်းဝဟာသူ့ကိုယ်သူကြီးနဲ့မဆုံးဂုံယူမဆုံးရှိနေပါတယ်ပြောရလဲရှိပါတယ် တဘွားတော့လောကမှာတည်ဆုံးသွားတဲ့လူကိုပြန်လဲရှင်းအောင်အသက်သွင်းပေးနိုင်တယ်ဆိုတာတော်ရုံတင့်ရုံအရေးချင်းမျိုးမှမဟုတ်ပါပဲဒါပေမဲ့တင်ကြီးဘွားဟာအစာကောင်းဝင်မဲ့အနောက်မတည်ကြဘူးလို့ကြီးရင်တည်းပြောလိုက်ရမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူဟာလူတည်ကိုပြန်လဲအသက်သွင်းပေးနိုင်တဲ့မန္တရားကိုတင်ယုံတိမောက်နိုင်စမ်းပြေဝစွာရှိခဲ့ပေမဲ့အသက်သွင်းလိုက်လို့ရှင်လာတဲ့သူထံကအသက်ကိုတဖန်ပြန်လဲနှုတ်သိမ်းနိုင်တဲ့မန္တရားကိုတော့ တင် जा ဖို့ပြက်ကွက်ခဲ့ပါတယ်။အဲ့ဒါကတင်စည်းဝအနေနဲ့ကွက်လက်ဖြစ်နေတာပါပဲ။အသက်သွင်းပေးနိုင်တဲ့သွင်းပေးလိုက်တဲ့တက်ကိုမလုံအပ်ရင်ပြန်လည်နှုတ်သိမ်းမှုကိုတော့တင်စည်းဝမတက်ဆွမ်းနိုင်တော့ပါဘူး။ကိုယ်အသက်သွင်းပေးတဲ့လို့ကောင်းကျိုးဖြစ်လာမယ်၊ဆိုးကျိုးဖြစ်လာမယ်။အဲ့ဒါကိုတော့တင်စည်းဝနားလည်နိုင်ရမယ်၊ခံနိုင်ရည်စွမ်းရှိရပါမယ်။အဆုံးစွန်မှာဖြစ်ပေါ်လာနိုင်မယ့်အနေအထားကိုတတိရှိနေရမှာဒါပါအခြားမရှိဘူးဖြစ်နေပါတယ်။ဒါပဲ တင်စုကလူလင်ဟာတဏီတော်ခါမှာဖြစ်ပါတယ်တဒီတာဗမောကဆရာကြီးရဲ့တပည့်တွေဟာတော်တော်ကိုစူပောင်းတ ਾਇ ရကြပါတယ်တ ਾਇ ရတဲ့အကြောင်းရင်းကထင်းခွေသွားကြတာပဲဖြစ်ပါတယ်မီးလုံမို့ရင်ရွေးကြူချက်ဖို့အာဟာရချက်ပြဖို့စတဲ့အကြောင်းမျိုးမျိုးကြောင့်ထင်းလိုအပ်လာပါတယ်ထင်းခွေခကြပါတယ်ငရဲတဲ့တပည့်လူတွေနေစူပောင်းပြီးတော်ကိုရှေးရှုခရီးထွက်ကြတာသူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပါပဲ အလုံးဒီပါကလည်းတတုရွယ်တူလေးတွေပါပဲအတက်ပညာတွေသင်ကြားနေကြတဲ့အရွယ်တွေပဲဖြစ်ပါတယ်တော်ခီးထွက်တာပြောကြပဲဗျတပည့်တူကပျော်ပျော်ရွှင်နေတဲ့ဟန်နဲ့ပြောလိုက်ပါတယ်မှန်ပါလိမ့်မယ်ဘာကြောင့်ဆိုသူတို့တွေအလုံးနေ့စဉ်ဆရာကြီးရဲ့ရှေ့မှောက်မှာရိုသေလေးစားစွာနဲ့ကျွတ်ကျွံ့ရုံဖြင့်အနေထိုင်ပြပြခဲ့တဲ့အချိန်တွေမှာအခုလိုခိုင်းကြကြရတော်ခီးကိုအဆူဝေးနဲ့လာရတာအပြောင်းလဲကြီးပြောင်းလဲသွားတဲ့အချိန်ကြီးပဲဖြစ်ပါတယ် ျော်စရာရှင်စရာပဲပေါ့အခြားတစ်ပည့်တို့ကတချင်းစုံအောင်ပြုလိုက်ပါတယ်အတန်တိုးတိုးလေးပဲဆိုနေရကစိတ်ပါလက်ပါဖြစ်လာသလားမပြောတဲ့အတန်ထွက်ကျဲ့လောင်လာပါတယ်ဟေးဟေးမင်းတချင်းစုံနေရလားဒေါတော်နေလက်ပြပြလောက်ကိုကြားမယ်ကွာကြည့်လဲဆိုအောင်ဆိုပြီးတော့တပည့်လူတွေတို့ကရေဆွဲဖက်ဆွဲပြောလိုက်ပါတယ်အခြားလူတွေများကဝါကနေဆက်ရှိလက်ရှိရေမောလိုက်ကြပါတယ်အမလေးမင်းတို့ရေတဲ့ယူရီရလဲကွာ တယောက်ကအပြစ်တင်ဟန်တဲ့အပြောမှာအခြားလူတွေတယောက်ကရေတံကြောင့်ဒီတော်တဲ့တောင်တွေက PSD လဲကြောက်ရုံးတို့ညကလေးမယ်ဟဲ့ရေလို့ရေပွဲကြံပြောလိုက်ပါတယ်။ဘာပဲပြောပြောဒီတာမမခကြီးရဲ့မျက်ခွေတတော်ထဲမှာတက်သူရွယ်တွေစွစွဝဝချင်းနေကြတဲ့အခိုက်မှာဒီလိုသဘောတဘာဝလေးတွေရှိတဲ့ကြစမြဲပါပဲဖြစ်ပေါ်လာတဲ့ကြစမြဲပါပဲချစ်စရာအခိုက်တန်လေးလိုပဲပြောအောင်ပါပေါ့သူတို့တွေရဲ့တာဝန်ကြီးကတော့ထင်းခွေကြဖို့ပဲဖြစ်ပါတယ်တော်တဲ့တောင်တွေကိုရောက်လာကြတော့ အခိုက်အတန့်စိတ်လုတ်ကိုလို့ဖြစ်သွားတယ်ပဲဆိုရမှာပေါ့တော်နဲ့တဲ့အပိုင်းတွေကိုရောက်လာခဲ့ကြပြီဆိုတာလူလင်ပေါင်းကသတိပြုမိလာကြတယ်တပင်ကြီးငယ်တွေကလည်းအပြန့်အဆိုင်မှာပဲတကန်းကြောင့်အတူရှိတွေကလည်းတပင်ကြီးငယ်ထက်မှာတို့လိုတန်လန်းမိပင်မမလည်းအဆုစုပုံပုံနဲ့ချင်းနေရဖို့တော့ရောက်ရှိတာတဲ့လူရင်အားနဲ့ပဲလုံလောက်ပါတယ်အချင်းတို့တောင်းတောင်းထဲမှာစိုက်စရာထွေးနေရရှိလာတယ်ချင်းကိုပြလာရတာချင်းတွေကိုအလုံးလုံးရကြတာဖြစ်ပါတယ် သူတို့ကိုပေးထားတဲ့တာဝန်ကြီးပြီပေါ့ဒီတာပါမောခကြီးထံအပြန်ခီးလှပသွားတာပေါ့အလိုကြာကြီးကြာကြီးကြာကြီးစီကရောင်းနေနေသူချူတွေကလူလင်နှစ်ယောက်သုံးယောက်ကဗျန်ဒူးလိုလိုအော်ဟစ်လိုက်ကြတယ်အစောပိုင်းကတချင်းဆိုတော့ကပတ်ဝန်းကျင်တစ်ဝိုက်မှာလှပတရားသာရှိနေကြရလို့ထင်းသားမြင်သားရှိနေကြတယ်အခုလိုကြားကုန်ပြီတော့အော်ဟစ်လိုက်တဲ့အတန်တွေကထိတ်လန့်စရာတွေပါပဲပတ်ဝန်းကျင်တစ်ဝိုက်ကို အကြီးတန်းသွားစီပါတယ် ထိတ်လန့်တော်တော်စရာဖြစ်သွားပါတယ်ကြောက်အောင်တွေ့တော့လန့်တာပဲပေါ့တောင်းနဲ့ကနေတာကိုမြင်တယ်လို့မျိုးနဲ့တော့ဘယ်တူပါမလဲဘလို့တရားကြည့်နူးမှုမျိုးချိနေနိုင်ပါမလဲပေါ့ကြောက်အောင်တွေ့ပြီဆိုမှတော့အသေးတုံတော့ဥတုံတော့ပြစ်ပြီပေါ့ကြောက်အောင်တွေ့တာအန္တရာယ်တွေ့တာပဲပေါ့ဟာကြားမလို့ပါလားလဲနေပါလားလူလင်တယောက်ကတတိရှိစွာ ကြားကိုအကဲကဲပြောဆိုလိုက်ပါတယ်ဟုတ်တယ်ကြားငင်းနေတယ် အခြားလူလင်တယောက်ကဖြည့်ဆွက်ပြောဆိုလိုက်ပါတယ်။မှန်ပါတယ်။ကြားဟာမြေပြင်မှာပြင်းပြက်ဆက်ဆက်နဲ့လဲနေပါတယ်။နည်းနည်းမှတော့လှုပ်ရှားနေတဲ့ရေရောင်မရှိပါဘူး။ဟာကြားအတင်းကြီးကလူလင်တယောက်ကကြားလဲနေတဲ့နေရာဝန်းကျင်တစ်ပတ်ပွားကိုနှစ်ပတ်သုံးပတ်မြောက်လှည့်လိုက်စူးစမ်းကြည့်လိုက်စဉ်းစားလိုက်နဲ့ရှိနေပြီးမှ နောက်ဆုံးပိုင်နိုင်စွာ အတည်ပြုပြောလိုက်ပါတယ်။ဟုတ်တယ်ကြားတယ်ကြားတယ်ကြားတယ် အဲ့တော့မှကြံရှိနေကြတဲ့လူတွေနေဟာဟိုကောက်လန်းလန်းနေရာကနေအားလုံးကြားရှိတဲ့နေရာကို မရေတရေနဲ့ချင်းကပ်လာကြပါတယ်။ကြားဆိုတာရှင်နေတာပဲဖြစ်ဖြစ်တင်းနေတာပဲဖြစ်ဖြစ်ပုံမှန်တရံတဲ့နေထားကိုရုပ်ကြီးမြင်တွေ့ရတာနဲ့ပဲတဲတဲ့ရင်ဖို့ဖြစ်ရတာပါပဲ။တင်းနေတာတကယ်ဟုတ်ရဲ့လားမာယာများပြီးတင်းကြီးအောင်နေတာပဲလားတကယ်ပဲတည်ဆုံနေတာလားတည်ဆုံနေရင်ဘလို့ချွေးချွေးကြောင့်တည်ဆုံသွားတာလဲစသဖြင့်ပေါ့ တွေ့တော်ရင်စူးစမ်းရင်းနဲ့ကြားကိုစူးစမ်းကြည့်နေပါတယ်။ကြားမလုံမရှက်နဲ့ပါပဲ။သူ့ပတ်ဝန်းကျင်မှာအနီးကရောက်ရှိနေကြတဲ့လူလူတွေကိုအမှန်တကယ်ပဲမတိကျွေးကြုံပြုနေသလားမတိရှိနိုင်ပါဘူး။ငြိမ်နေတာကတော့အမှန်ပါပဲ။ဟေးဟေးလူတွေတယောက်ကကြံလူလင်တွေကိုတတိပေးတယ်လို့အတန်ပြုလိုက်ပါတယ်။စိတ်လဲမတင်မရဲဖြစ်နေကြနဲ့။တရွေ့ချင်းကလာနေတဲ့လူတွေဟာရုတ်တရက်တင်ငနဲ့ပြစ်သွားကြတယ်။ နားရောက်မှကြားဝန်းနဲ့တယောက်ပြီးတယောက်ကိုကိုက်တယ်လည်းမဖြစ်အမလီအော်နေပြီးအသက်ထွက်နေဦးမယ်ကြားညင်တဲ့မြညင်တဲ့နေစေပါပဲလူလင်နေရတတိကြီးစွာထားပြီးကြားနာကိုတဖြည်းဖြည်းတုကက်လာနေကြပါတယ်ကြားနဲ့အတော်တန်ကြီးတဲ့နေရာရောက်ရှိတဲ့အခါမှာလူလင်တယောက်ကကောက်ကငင်ကနဲ့ငါမပြောဘူးလားကြားတည်နေပါတယ်လို့ကြားတည်နေပြီစိတ်ကြလက်ချရှိသွားတယ်ပဲပြောလိုက်ပါတယ်ငါစောစောတည်းကအကက်ခတ်ပြီးပါပြီကွာကြားတည်နေပါတယ် ဒီတော့မှလူရင်းတရားကြားတိကောင်ကြီးကိုတူတက်ကရောက်တူးကပ်သွားကြပါတယ်ဟုတ်တယ်ဟဲ့ကြားတိကြားတိလူရင်းတရားကပြပိုးဆိုဆိုကြားတိရဲ့ခြေတစ်ဖက်ကိုဆက်ကနေဆွဲလိုက်ပါတယ်ကြားတိကတော့မလုံးမရှက်ပါပဲဘာဖြစ်လို့များတည်သွားရလဲမသိဘူးနော်လူရင်းတရားကဘလို့များစိတ်ကူးစိတ်တမ်းမို့လားမသိကြားပါကြတဲ့ဆုံးတော့လဲဆိုတာစူးစမ်းနေပါတယ်ဟိုကွာဘာကြောင်ကြောင်မသိသေးပေါ့ကွာဒီတော်ကြီးမြန်မဲတဲ့မှာ မင်းကဘသူ့ကိုမင်းကစုံစမ်းမေးမဲ့နေမှာလဲဟာဟာဟာလူရင်းတယောက်ကပြပြောဆိုဆိုရေးလိုက်ပါတယ်ကြံလူရင်းများကလည်းအဲ့ဒီအခိုက်အတန့်မှာပြောကြအခြေအနေတစ်ခု ဖြစ်သွားပြီးကြားတရနီးပမှာနေနေကြပါတယ်ဟေ့ကြားတဘလိုပဲတည်တည်ပေါ့ကွာဒါအကြောင်းမဟုတ်ပါဘူးလူလင်တွေထဲမှာတစ်ချိန်လုံးတူတူဆနဲ့ငင်ကြတာကောင်းနေတဲ့တင်စည်းဝဆိုတဲ့လူလင်ဟာကောက်ကောက်ငင်ကပြောလိုက်ပါတယ်တင်စည်းဝရဲ့ င်းကအခုမှအိယာနိုးလာလာကွာလူရင်တယောက်ကယင်းကြီးစွာနဲ့တင်စည်းဝါကိုပြောလိုက်ပါတယ်တယောက်နဲ့တယောက်ပြောမနာဆိုမနာချစ်ခင်ကြတဲ့လူတွေကိုပညာတင်ကြားပေါ်ဖတ်တွေကိုငါမင်းကိုငါမင်းတို့ရဲ့အဖြစ်ကိုကြည်ကောင်းကောင်းနဲ့ကြည့်ကြပါကွာဆိုပြီးတော့တင်စည်းဝါကအေးဆေးစွာပြောလိုက်ပါတယ်ငါတို့ကဘာဖြစ်နေလို့လဲလူရင်တယောက်ကကောက်ကမင်းငင်ကမေးလိုက်ပါတယ်ဘာမှမဖြစ်ပါဘူးကွာ အစောပိုင်းကမင်းတရီကြာနေတတ်နေကြတို့ရောတည်နေတယ်ရှိနေတယ်ဟုတ်တယ်မလားပြောနေကြတယ်လေကြီးညွပြောလိုက်တာပါကွာမင်းကလည်းတင်ကြီးပါကလူလင်ကိုပခုံးဖတ်ပြီးပြောလိုက်ပါတယ်အခုကြားတူကိုတွေ့လိုက်ရတော့ငါတခုလက်တွေ့ဆန်းသက်ကြည့်ကျင်တယ်ကွာတင်ကြီးပါကအလေးနက်ထားပြောဆိုလိုက်ပါတယ်တစုံရိယာကိုလုတ်တဲ့နဲ့မလုတ်တဲ့မှုဆိုတာချိန်ဆနေရတဲ့အတွင်မှာပဲဘာများလဲတင်ကြီးပါရဲ့ လူလင်တယောက်ကမင်းမီပျော်ပျော်ပြလိုက်ပါတယ်ကြားတည်နေပြီပဲဘာမဲလက်တွေစမ်းတောက်အောင်မလဲကွာဟုတ်ပါမေးလဲမေးစရာ ပြောလဲပြောစရာကြားအတတ်မှမရှိတော့တာဘာလို့ဘလို့လက်တွေစမ်းတဲ့မှာလဲကြံရှိနေတဲ့လူတွေနေရာလဲတင်စည်းဝါကိုနားမလည်နိုင်အောင်ဖြစ်နေကြတယ်ဘလို့လဲကွာမင်းကြားတည်ကိုဘာလို့အောင်မလဲရှင်နေပြီးတဲ့ဟာကွာဘလို့လဲကွာမင်းကြားတည်ကိုဘာလို့အောင်မလဲ ရှင်းနေပြီးတဲ့ဟာကွာမင်းကဗာများရှုပ်ချက်ခံရလို့မှလည်းတင်ကြွားရဲ့ဒိုဒရီယာဒီတာပမောဟကြီးပေးရလိုက်တဲ့တောင်းဝင်နဲ့ဒီတော့ဒီတောင်းနေရာတွေကိုအရောက်ပေါက်လာခဲ့ကြတာတာဝင်ရတို့ထင်းဝေလာကြတာထင်းနေအလောလောရရှိလာပြီးဒီကြားတင်နဲ့တင်ကြွားရောဒိုဒရီရောဗာများပတ်တိဆက်ရှိလို့လဲဗာများဆက်နေတာရှိလို့လဲကွာထားလိုက်စမ်းပါကွာဒီကြားတွေကိုတင်ကြွားမင်း ကြတည်နေတာပဲကြတည်ကိုဒိုးတွေတွေးလို့ပေါ့ကွာကြားရှင်ကိုသာဒိုးတွေတွေးလိုက်ရင်အခုချိန်ဆိုဒိုးတွေအယိုးချတားတခြားပဲကွာတင်းကြီးကဘာမှစမ်းသပ်နေနဲ့ထင်းကိုပဲရှိတယ်ဒါနဲ့ပဲထင်းခွေဖို့တောင်းဝင်တဲ့အတူရောက်လာကြတဲ့လူလင်ပေါင်းဟာတင်းကြီးကတယောက်ကြားတည်ကိုလက်တွေစမ်းသပ်မယ်ဆိုတော့ကြတိကိုလက်တွေစတဲ့မဲ့အရေးကိုဝိုင်းဝန်းပြီးတော့ကန့်ကွက်ကြတားဆီးကြပါလေတော့တော်တယ် ဆရာကြီးထံမှမင်းတို့အားတို့တွေလာပေါင်းများစွာတူရှင်တဲ့ပညာတရားကြီးကြတဲ့တွေပေါ့ကွာမင်းတို့အချင်းချင်းငါအကြောင်းလည်းသိမှာပါမင်းတို့တွေလောက်ကြာမြင့်နေမှာတော့တည်ရောပေါ့ကွာတင်ကြီးဝလှုပ်လင်ဟာကိုယ်ကိုယ်သွေးပြောဆိုလိုက်ပါတယ်သူ့အတန်ကနည်းနည်းခံတင်ကြီးဝလှုပ်လင်ဟာ သူ့ရဲ့ကိုယ်ကိုယ်သွေးကိုပြောဆိုလိုက်ပါတယ်အတန်ကလည်းခတ်မှမှာဖြစ်လာပါတယ် ငါဆိုတဲ့တင်ပြပါကပြောပြီးရင်ပြောပြီးရတဲ့လုံးတက်တယ်ဆိုတဲ့ကောင်းกว่าဆုံးပြတ်ပြီးရင်ဆုံးပြတ်ပြီးရတဲ့လုံးတော်กว่าနောက်ဆုံးမဲ့လူစားမျိုးမဟုတ်ဘူးတင်ပြပါလူလည်းဟာတင်းတင်းမမပဲဖြစ်နေပါတယ်သူကသူ့ရှိမှညီတက်နေတဲ့ကြားတီကိုတလက်သူ့နိပမှာဝိုင်းရနေကြတဲ့သူနဲ့ပညာတူတူတင်ကြတဲ့လူလင်တွေကိုတလက်အကဲခတ်နေလဲပါတယ်နေပါအောင်ငါမေးပါအောင်မယ်တင်ပြပါဝိုင်းရနေကြတဲ့လူတွေက လူလင်တယောက်ကတကြီးပြူမိလိုက်တဲ့ဟန်နဲ့မင်းမီပျော်ပျော်ပြူလိုက်ပါတယ်။ကျန်တဲ့လူလင်တွေကတော့စူးစိုက်နားထောင်နေပါတယ်။မင်းကတင်းကြီးရဲ့အကြသူ့ဘာသာသူနေရောင်များဘာလို့လက်တွေဆက်တောက်အောင်မလဲဘလို့ဆက်တက်မလဲတင်းကြီးကအဲ့ဒါဟုတ်တယ်။အလွန်မေးတဲ့နဲ့မေးဖို့မဲ့ကျန်တဲ့လူလင်တွေသူတို့ရင်ထဲဝဲတီတူပြောဆိုနေကြတယ်။ဟုတ်ပါတင်ကြီးဘာကဘလို့ဆက်တက်မလဲတင်းကြီးရဲ့အကြဘလို့ဆက်တက်မလဲအခု မင်းတို့ငါတို့ရှိမှသိနေတဲ့အကြောင်းကိုမန်နရနဲ့အသက်ပြန်ရှင်လာအောင်ငါလုံးနိုင်တယ်လုံးနိုင်တယ်တင်ကျူဝလူလင်အားသူ့အနေနဲ့ပိုင်းတိုင်းတေချာစွာဆွမ်းဆောင်နိုင်မယ်လို့ဂျုံကြည်နေတဲ့ဟမ်မက်ပီးနဲ့ပြောလိုက်ပါတယ်သူကတေးနေရအကိုပြန်လဲတက်သွင်းနိုင်တဲ့မန်နရကိုဒီတာပမောခဆရာကြီးထံမှတင်ကြားခဲ့ပြီပါဒါကြောင့်မို့အသက်ကိုပြန်လဲနှုတ်တဲ့မန်နရကိုတော့မတင်ယူခဲ့ပါဘူးအဲ့ မင်းတို့ထဲကရောအခုတင်းနေကြောက်ပြန်ရှောင်းလို့နေလူရှိလားရှင်လက်တွေလုံးပြစမ်းပါတင်းစည်းဝါလူလင်ကသူ့ဝိုင်းရနေတဲ့လူလင်တို့ကိုဖိတ်ခေါ်တဲ့ဟန်နဲ့ပြောဆိုလိုက်ပါတယ်တကယ်တကယ်ကတော့သူ့လူကြားတဲ့ကိုအသက်ရှင်လောက်လောက်ပြတ်နေအဆဆာရှိရတယ်လို့စိန်ခေါ်လာခြင်းဖြစ်ပါတယ်ငါတို့မလုံးနိုင်ကြပါဘူးကွာလူလင်အုပ်စုတွေကသူတို့မတန်ဆန်းနိုင်ကြအောင်အာရုံ လက်လျှော့ရတဲ့တန်နဲ့ပြောဆိုလိုက်ပါတယ်တင်စီဝခေါင်းတညညရှိနေပါတယ်အေးလေမင်းတို့တွေကကြားတဲ့ကိုအသက်သွင်းပြနိုင်တဲ့အစွမ်းစားမရှိတော့ငါကပဲလက်တွေစမ်းသပ်ပြရတော့မှာပေါ့တင်စီဝကအေးချစ်စွာပဲပြောလိုက်ပါတယ်အဲ့ဒီနောက်ကြားတီကိုတစ်ချက်ကြည့်လိုက်ပါတယ်ကြားတီကတော့သူ့ဘေးမှာသူ့ကိုဝိုင်းရံနေကြတဲ့တင်စီဝနဲ့တခြားလူတွေတွေကိုတိရှိနိုင်တော့မှာမဟုတ်ပါဘူးသူကတိတ်ဆုံးနေပြီလေဘာတိတော့မှာလဲ တင်စီဘွားအသက်ပြရှင်နိုင်တဲ့မန်နီယားကိုမမ်းမဟုတ်ဟန့်ပြနေလိုက်တယ်။တင်စီဘွားနေုံနေုံနေုံအဲ့ဒီခိုင်တယ်မှာပဲစုုံနေတဲ့အလူဝင်တွေဟာတင်စီဘွားတယောက်အသက်သွင်းတဲ့မန်နီယားကိုတကယ်မမ်းမဟုတ်လိုက်တော့မယ်ဆိုတော့အကဲခတ်လိုက်ပါတယ်။သူတို့အားလုံးကတင်စီဘွားမန်နီယားကိုမမ်းမဟုတ်လိုက်ရင်ကြားတေဟာအသက်ပြန်လဲဝင်ပြီးအသက်ရှင်လာရမယ်ဆိုတော့သူတို့ယုံကြည်နေကြပါတယ်။လူလင်တွေဟာ ကြားတဲ့အသက်ပြန်လည်ဝင်လာရင်ကြားရဲ့သဘောသဘာဝအတိုင်းဖြစ်လာခဲ့မယ်ဆိုရင်သူတို့အသက်အန္တရာယ်ရှိလာနေဆိုတာသဘောပေါက်ကြပါတယ်။အဲဒါကြောင့်တင်းစည်းဘောက်ကိုမန္တရားကိုမမုတ်လိုက်ခင်နေုံနေုံတို့သူတို့အားလုံးအထိတ်တလန့်တားမိလိုက်ကြတယ်။ဟေ့တို့တစ်ပင်ပေါ်တက်နေကြမယ်။လူတွေနေအားလုံးကဇတိပြုလာကြတယ်။အကယ်၍ကြားဟာတင်းစည်းဘောက်ရဲ့မန္တရားကြောင့်အသက်ပြန်ရှင်လာမယ်ဆိုရင်အန္တရာယ်ပြုလာနိုင်မယ့်အဖြစ်အဆိုးကိုကွင်းဆောင်ရတော့မှာဖြစ်တယ်။ အဲ့ဒါကြောင့်တစ်ပင်မြင်ဟာလုံုံတဲ့နေရာပဲကြားဟာတောင်ုံတောင်ခွန်လွားနိုင်စွမ်းရှိပြီးတစ်ပင်မြင့်စီရောက်လာအောင်ခွန်မနိုင်တဲ့စွမ်းမရှိပါဘူးဒါကြောင့်လူတွေနေရာတစ်ပင်မဟုတ်ဘူးအားလုံးအမြဲတက်လိုက်ကြတယ်ကြားရံကပုံးခွန်နိုင်မှုစီမံလိုက်ကြပါတယ်တင်းစီဝါဟာကြားတေကိုကြည့်လိုက်တယ်ကြားတေကတော့ငင်းငင်းတက်တက်ရှိနေပြီး ခင်းခွေဖို့အတူလာတဲ့လူလွင်မျိုးကိုလည်းကြည့်လိုက်တယ်သူတို့ကတော့နေဆရာတက်ပက်အမင်းနေပေါ်မှာဟိုတဆူတီတဆူရှိနေကြပါတယ်ကြားရဲ့အန်ရကိုကောက်ကွက်နေထိုင်ကြပါတယ်သူတို့ရာတက်ပက်မျိုးကို ပေါ်ကပဲတင်စီဝါနဲ့ကြားတည့်ရဲ့အခြေအနေကိုစောင့်ဆိုင်းကြည့်ရှုနေကြပါတယ်မြေပြင်မှာတော့တင်စည်းဝါးနဲ့ကြားတိတ်လိုပဲကြံနေပါတယ်။တော်တော်လုံးဟာတိတ်ဆိတ်နေပါတယ်။လေမတိုင်းခက်တဲ့အတွက် တရက်တည်းဟာမြေဝင်းနေတဲ့အတွင်ရှိပါတယ်။တိပင်မော်ကိုတရက်ပေါင်းနေကြတဲ့လွင့်နေရာဆစ်လုတ်ရှားစွာရှိနေကြပါတယ်။တင်စည်းဝါနဲ့ကြားတဲ့ကြားတဲ့နဲ့တင်စည်းဝါဘလို့ကဘလို့အဆုံးသက်ကြမယ်ဆိုတာတဲထည့်ရင်ဖို့စရာဖြစ်နေပါတယ်။တင်စည်းဝါလူလင်ကကြားတေကိုစူးစမ်းကြည့်လိုက်ပါတယ်ကြားတေကဘလို့တုံးမြန်ပါလဲတည်ဆုံးနေပြီပဲအဲ့ဒီနောက်တင်စည်းဝါလူလင်ဟာသူ့ကိုယ်သူစိတ်ကြလက်ကြဖြစ်သွားတဲ့ဟန်ရှိနေပါတယ်အသက်သွင်းတဲ့မန်နေယောက်ကိုကြားတေစီကိုဥတည်ပြီးမန်းမောလိုက်ပါတော့တယ် ဟိုသင်ဇီဝလူလင်ဟာသူ့ရဲ့အသက်သွင်းတဲ့မန္တရားကိုမမ်းမို့လို့ဆုံးတော့အကြတဲ့ဟာမြေပြင်မှာရှိနေရာနေဝုံကနေမတက်ရဲလိုက်တဲ့အနေအထားကိုပြောင်းသွားပါတော့တယ်။တင်ဇီဝလူလင်ကိုတော့ကိုတိုင်တင်ဇီဝလူလင်ကိုတိုင်တော့ရုတ်တရက်အားတင်သွားပါတယ်။ပြီးမှသူပါတာသူထင်းနေနေပြုလို့နဲ့အနေအထားရရှိသွားပါတယ်။ကြားတဲ့ကတော့တင်ဇီဝကမန္တရားနဲ့မမို့လိုက်လို့အသက်ပြန်ရှင်သွားတော့ သွားပါတော့တယ်။ကြားတရားတင်ကြီးဝမန္တရားနဲ့မမောလိုက်လို့အသက်ပြန်ရှင်သွားပါတော့တယ်။တင်ကြီးဝလူလင်ဟာဒီတာပမောကဆရာကြီးတင်ကြားပြလိုက်တဲ့မန္တရားနဲ့အသက်ပြန်သွင်းလိုက်တာသူ့ရဲ့မျက်မှောက်မှာပဲတင်ကြီးရဲ့ကြားအမှန်တကယ်ပါပဲပြန်လည်နှုတ်ထလာပါတော့တယ်။အဲ့တော့ကိုမြဝါထင်ထင်တွေ့လိုက်ရပါတော့တယ်။အဲ့ဒီချိန်မှာတိပင်းမောင်မှာကြားရဲ့အနေရကိုကျူတင်ကာကွယ်တဲ့အနေနဲ့တက်ရောက်ပေါင်းအောင်နေကြတဲ့လူလင်တွေကလည်း ကြားတရားတကယ်ပဲအသက်တင်ရှင်နိုင်တဲ့အဖြစ်ကိုမျက်မြင်တွေ့သွားပါတော့တယ်သူတို့တွေဟာကြောက်လဲကြောက်နေကြသူတို့ရဲ့ပေါင်းသင်းတင်စည်းဝါလူနဲ့တယောက်ကြားနဲ့အမေရိကန်စိုက်တွေ့ရတဲ့အဖြစ်ကိုလည်းစိုးရင်ပူပန်နေရပါတယ်တစ်ဖက်ကလည်းသူတို့ရဲ့အပေါင်းဖော်တင်စည်းဝါလူနဲ့တယောက်သူတင်ကြားထားတဲ့အသက်သွင်းမန္တရားဟာတော်တော်ထိရောက်တဲ့အနေအထားပေါ်တန်တော်ဖြစ်နေကြတဲ့စိတ်ပြင်းပြစွာခံစားနေကြပါတယ်အဲ့ဒီအချိန်မှာ ကျားဟာသူ့ကိုယ်သူဘလို့ကနေဘလို့အသက်ပြရှင်လာရဆိုတာကိုလည်းသူ့ကိုယ်သူမယုံကြည်နိုင်ဖြစ်နေပါတော့တယ်။သူအစောပိုင်းအစာဝါပြီးတီးတမောက်အိပ်ပြသွားခဲ့တာလို့ထင်မှတ်နေပါတယ်။ဘလို့လူသားတယောက်ပါလား။ကျားဟာတင်စည်းဝါးရဲ့လူလင်ကိုတွေ့မြင်လိုက်ပါတယ်။ကျားဟာလူသားတယောက်ကိုသူ့နဲ့နီးကပ်စွာဘုံကနေအလွယ်တကူမြင်လို့လဲရတော့သူ့ပုံမှန်ကတူဝေသွားဟန်အကဲခတ်နေပါတယ်။လူသားကိုဒီလောက်လွယ်လေးနဲ့တွေ့လဲရတယ်။ကျားဟာအော်ဂျီဖြစ်နေပါတယ် ဩတော့ပြောကြရဲ့မင်းအခုတွေ့နေရတဲ့မင်းရဲ့အရှိရလူသားဟာမင်းတည်ဆုံးနေရအောင်ပင်လက်သက်သွင်းတဲ့လူပဲကွာမင်းရဲ့ကျေးဇူးရှင်တယောက်ပဲမင်းကျင်လက်ခဲ့ရာကြားတိုင်းဝင်တဲ့ကိုပင်လက်ပို့ဆောင်ပေးခဲ့သူပဲကွယ်ဒီလိုခရီးစစ်တွင်ကြကြာနာလဲတဘောပေါအောင် ပြောစစ်ပြနေမဲ့လူမှာအပေါ်ပေါက်ခဲ့တာပဲကြားဟာသူရှိမှာငင်းငိုင်ဖြစ်နေတဲ့တင်ယူဝလူလင်ကိုစူးစမ်းကြည့်လိုက်ပါတယ်ဒီလူသားငါပဲချင်း ကြိုက်စားကြိုက်စားငါတတ်တော့အရန်တင့်အစင်တင့်မှာပဲငါလက်ခုတ်တွေကရေငါတွန်းတလို့တွန်းငါမောက်တလို့မောက်ငါရှိပွဲတော်ကိုရောက်နေတာပဲဆိုပြီးတော့ကြားတွင်းနေလဲပါတယ်ဒီလူသားငါ့ကိုကြော်လွန်ပြီးမလွတ်မြောက်နိုင်တော့ပါဘူးတနာပါတယ် တင်ကြီးဝါလူလင်အားကြားရဲ့ဆွဲတဲ့အကြည့်ကိုပြန်လည်တုတ်ပြန်နိုင်အောင်ကြိုးစားပါတယ်ဒါပေမဲ့တင်ကြီးဝါလူလင်အားဆိုးရင်စေကြောင်းစစ်တီနဲ့သတိလက်လွတ်ဖြစ်လို့နေပါဖြစ်နေပါတယ်သူရဲ့အတက်သွင်းနိုင်တဲ့မနီယာဆွမ်းနဲ့ကြားတိကောင်ပြန်လည်တက်ရှင်နိုင်တယ်ဆိုတော့ကိုအစောပိုင်းကသူရဲ့တကယ်ချင်းလူလင်တွေကိုဝါကြွားပြသလိုက်မယ်လို့စိတ်ကူးရှိပါတယ်တကယ်လက်တွေ့မှာတော့ငါရဲ့မန်နီယာဆွမ်းတက်တီကြောင့် ကြားတိကောင်မဲနဲ့တက်ရှင်သွားပြီးမင်းတို့အားလုံးမြဝထင်မဲ့မို့လားတောင်းဟန်နဲ့ဟိတ်နဲ့ကြားကိုပြန်ထားပြီးတည်ကြည့်ပါလို့လင်ကမဝမကြွားနိုင်တော့ပါဘူးသူဟာကြားရဲ့အငယ်ကိုကြားအောင်နေပါတယ်ကြားရဲ့ရှိမှကြောက်တုတဆက်ဆက်တုံနေပါတော့တယ်အနီးဝင်းချင်းကတစ်ပင်ထမ်းမြင့်နေမှာပုန်းကုတ်နေတဲ့လူတွေနေရာလဲကြားရှင်လာတော့ကိုအထင်ရှားမြင်နေရပါတယ်ကြ ాయి ရှိမှမလုံးမရှက်ပဲကြောင်ရစိတ်တွေနဲ့တူတူဝဝငင်းငင်းငိုင်ဖြစ်နေတဲ့သူတို့ရဲ့တင်ကြွားလို့ရင်ကိုလည်းတွေ့နေရပါတယ် သူတို့တွေဟာတင်ကျူအလွတ်လင်ကိုတနည်းနည်းနဲ့ကယ်ဆယ်နိုင်မှုစူးစမ်းဖို့နေတတာကြားကလူနဲ့တွေ့ရရှိလို့သူတို့အနီးဝန်းကျင်ကိုငယ်စားကြည့်လိုက်တဲ့အသွင်မျိုးကိုတော့မကြည့်ရှုရကြပါဘူးလူလင်တွေဟာအဲ့လောက်စောစောကလေးကတစ်ပင်ထက်ကိုတက်ရောက်နေတာပဲဖြစ်ပါတယ်ကြားရဲ့အနေကူအကောက်ပြူထားပါတယ်ဖြစ်ပါတယ်တင်ကျူအလွတ်လင်ဟာကြောင်ရနေတာကြောင့် သူစိတ်ကိုယ်သူထိမ့်ဖို့ကြိုးစားပါတယ်ကြားဟာသူ့ကိုစူးစမ်းကြည့်နေပါတယ်ဖះဖះတင်းစည်းပါလွလင်ဟာကြောက်လန့်နေတဲ့စိတ်တွေနဲ့ဖះကိုတားလိုက်ပါတယ်အနေရဲ့အမှန်တကယ်ကြောက်လာတော့တင်းစည်းဝတိလဲ့ပါတယ်ခပ်ပြေးမယ်တင်းစည်းပါလွလင်ဟာတတိဝင်လာပါတော့တယ်သူဟာသူ့ခြေလမ်းတွေကိုပင်လိုက်ပါတယ်သူ့ကိုယ်သူအဟောင်းပြင်းပြင်းနဲ့ကြားရဲ့အပခပ်ပြေးသွားလိုက်တယ်လို့ထင်လိုက်ပါတယ်တကယ်တကယ်မှာတော့ထိရောက်နေတဲ့အတွက်သူ့စိတ်ဟာထိန်းချုပ်ပင်မဲ့လဲ ထိန်းချုပ်မရောက်တော့ပါဘူးသူ့ချီလာနေကိုပြင်းစင်ရွေလာတဲ့အချိန်မှာပဲကြားဟာသူ့အပေါ်ခုံးလိုက်ပါတဲ့တွေးချင်းချင်းနေရသားပါတဲ့တင်စီပါလူလင်အားမြေပြင်ပေါ်မှာခွေပြော့ကျသွားပါတော့တယ်တွေးစုံသေးပေါက်တွေထွက်လာပါတော့တယ်တွေးတွေအလိုလိုထွက်လာပါတော့တယ်မြေပြင်မှာတော့တင်ကြီးဝါရဲ့တွေးရင်နဲ့အိုင်ထုံနေပါတော့တယ်တကယ်အချိန်ဒီမှာတင်ကြီးဝါလူလင်ဟာကြားတီကိုအသက်သွင်းလို့စစ်စစ်တီးရတာပဲဖြစ်ပါတယ် ပုံမင်လေးကတော့ဒါပါပဲခင်ဗျာစိတ်ဝင်စားစရာပုံမင်တစ်တစ်ကိုဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Western Ocean Study YouTube Channel လေးကို Subscribe ပြုလုပ်ခဲ့လို့ရပါတယ်ခင်ဗျာ